ဆယ်သိန်းဝန်းကျင်မှာဘာကြောင့် Samsung ရဲ့ Galaxy A16 5G ကိုညွန်ပေးဖြစ်တာလဲဒီတစ်ခါ Samsung Galaxy A16 5G မှာကျွန်တော်အကြိုက်ဆုံးဖြစ်နေတဲ့အချက်၃ချက်ကိုပြပြပေးမယ်ဒါကတော့ Galaxy A16 5G မှာကျွန်တော်အကြိုက်ဆုံးလို့ပြောလို့ရတဲ့အကြောင်း Gold Color ပဲဒီအကြောင်းကသူကလုံးဝ classic ဖြစ်ပြီးတော့ရိုးရိုးရှင်းရှင်းလေးနဲ့ကြည်ရနဲ့ဒီဖုန်းကဈေးညနေလေးကြီးနေတဲ့ပုံမျိုးရတယ်။အရင်အပေါ်သားဆိုင်မနေဘူး။အဲအဲ့တခုကတော်တော်လေးကိုအားသားတယ်။ဘယ်လိုဖြစ်ကျွန်တော်လက်ထဲမှာဖုန်းလေးတွေကင်ထားရဲဆိုတော့ကိုယ့်ဖုန်းကဘယ်လိုဖုန်းမျိုးဘယ်လိုဒီဇိုင်းမျိုးဆိုတာဒါတော်တော်များလဲသူများတွေကိုမြင်စေချင်တဲ့အထာမျိုးလေးဒါရှိကြတာပဲဆိုတော့ဒီ Galaxy A16 5G ရဲ့ဒီဇိုင်းကတော့ဘာမှတိတ်ပေါ်တယ်မရှိဘူးကင်မရာဘန့်ထားပြီးထားရလေးတွေ body ratio အချိုးအကွေ့လေးတွေအစားတော်တော်လေးကိုမှတသက်ရက်နဲ့လှတဲ့ဘက်ကိုရောက်နေတယ်။ဒါတော်တော်လေးမိုက်တယ်။နောက်တစ်ချက်ကတော့ဒီဖုန်းမှာသုံးပေးထားတဲ့ display 6.7 inch ရှိတဲ့ super AMOLED display ကိုသုံးပေးထားတယ်။ Samsung ရဲ့ super AMOLED display သိရမလား quality အရကော color ဘိုင်းဘာမှတိတ်ပြောပြောစရာမရှိရကောင်းမျိုး။အဲအဓိကကျွန်တော်ရုပ်ရှင်ကြည့်ရတဲ့သူတွေ social media လောက်ကောင်းကောင်းသုံးကျင်နေဆိုတဲ့သူတွေအတွက်တော်တော်ကိုမှတင်တော်တဲ့ display တစ်ခုပဲဒီကောင်က ထိတ်က notch လေးကိုသီးခံလိုက်မယ်ဆိုရင်ဒီကောင် display ကဘာမှပြောစရာမရှိဘူးအပြစ်ပြောစရာလည်းဒီ notch လေးတစ်ခုပဲရှိတယ်ပြီးတော့ဒီကောင်က 90hz 90hz ဖြစ်တဲ့အတွက် 120hz တို့ပါအောင်လောက်တော့အရင်စမှုဖြစ်မနေဘူးဆိုရင်လည်းဒါပုံမှန်ဖုန်းကနေပြီးတော့ဒီဘက်ဖုန်းကိုပြောင်းသုံးတဲ့အခါလဲသူ့ရဲ့ 90hz ကအရင်နဲ့တိတိတာကွာခြားနေမှာမရှိဘူးဆိုတော့ဒုတိယချက်ကတော့ display တော်တော်လေးသဘောကျတယ်။ဒါကျွန်တော်ရဲ့ favorite ဖြစ်ဆုံး Samsung ရဲ့ display တွေထဲကတစ်ခုလို့လည်းပြောလို့ရတယ်။ နောက်ဆုံးတစ်ချက်ကတော့ဒီကောင်းရဲ့ user experience 1 UI 6.1လောဆယ်ဒီကောင်းမှာရတယ်နောက်ပိုင်း7နေပိုင်းလည်းရအောင်မယ်ဒီကောင်းဘာလို့ဆိုတော့ဒီကောင်းက software update ကိုစစ်ကြည့်ရအောင်ပေးထားဆိုတော့1 UI 7လည်းရအောင်မှာဒီကောင်းရဲ့ user experience ကတော်တော်တန်ရုံဖုန်းကိုအရင် used to ဖြစ်မနေရဲ့ဆိုတော့မှအသုံးရတာအရင်လွယ်ကူရိုးရှင်းတယ်အဓိကဒီကောင်းမှာပါတဲ့ feature တွေကအနှစ်တည်းကြီးပဲ product battery လို့ feature မျိုးတွေပြီးတော့ ဒါ maintenance မှုလိုမျိုး feature မျိုးတွေအဓိက product battery ဆိုရင်ကျွန်တော်တို့တရားနေ80အတွင်းမှာအားကိုသွင်းပေးရ80ကြော်ထိလုံးဝမသွင်းပေးဘူးပြီးတော့ maintenance မှုလိုမျိုးဒါကိုကဒီဖုန်းကိုတစ်ခုခုဖြစ်လို့ပြင်ခြင်းတပဆိုလို့သွားပြင်ရင်တော့မှကိုယ့်ရဲ့ data တွေပါတွေကိုဒါပျောက်တာမျိုးမရှိဘူးလုံးဝ hide ထားပေးရဒါကလည်း user တွေရဲ့ privacy ပိုင်းအောင်တော်တော်လေးအလေးပေးပြီးလုပ်ပေးထားတာ။နောက်ချက်ဆိုရင်ဒီကောက်မှာ scuba fluoride ပါပါသေးတယ်။ဒါကလည်းဘာလုပ်တာလဲဆိုရင်ကိုယ့်ရဲ့ data တွေကိုဒီထဲမှာထပ်ပြီးတော့ထပ်သိမ်းလို့ရတယ်။ဒါလုံးဝ user တွေရဲ့ privacy data တွေကိုတော်တော်ကိုမှစေ့ဖြစ်အောင်ဖန်တီးပေးထားတဲ့ဟာမျိုးဒါတော်တော်ကိုအဆင်ပြေတယ်။ပြီးတော့ဒီကောင်က call recording တွေလည်းရတယ်။ပြီးတော့သုံးရတဲ့အခါမှာလည်း social media သုံးရတဲ့အခါတခြား software တွေသုံးတဲ့အခါမှာလည်းတော်တော်လေးကိုမှပေါ့ပေါ့ပါနဲ့အဲဒီဖုန်းလေးသုံးရတာအဆင်ပြေပါလားဆိုတဲ့ feeling မျိုးကိုရတယ်။ဒါဒီကောင်ရဲ့ user experience ကဒါကျွန်တော်အတွက်လည်းတော်တော်လေးကိုအဆင်ပြေစမ်းသုံးကြည့်ရတဲ့လောက်လည်းရိုးရိုးချင်းချင်းလေးနဲ့သုံးရတာအရန်အရန်ကိုမှ smooth ဖြစ်ပြီးတော့ရိုးရိုးလေးနဲ့ဆွဲဆောင်မှုရှိရလို့ပြောလို့ရတယ်။ အဲသူ့ရဲ့အပြုံးနေလို့ပေါ့ဒီ၃ချက်ကတော့လက်ရှိ Samsung Galaxy A16 5G ကိုစမ်းသုံးရင်းနဲ့ကျွန်တော်သဘောကျဆုံးဖြစ်နေတဲ့အချက်လေး၃ချက်ဆိုတော့ကိုက Galaxy A16 ကိုသုံးနေတယ်လို့ပြောတာဒါမှမဟုတ်သုံးဖို့ချိန်နေရတူလားဘလို့ feeling မျိုးလေးရတယ်ဘလို့ခံစားချက်မျိုးလေးဒီဖုန်းလေးပေါ်မှာရှိတယ်အောက်က comment မှာဆွေးနွေးတော့ခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြရပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အဲ့ဒါမျိုးကြော်ရပါ Yangon Mobile Store